အားလုံးပဲမင်္ဂလာပါနေနေဆုံးချနေကနေပြန်လဲကြည့်စုလိုက်ပါတယ်ဒီနေ့မှာတော့ကောက်ငင်းပေမှုကြောပြသွားမှာဖြစ်ပါတယ်အရင်ဆုံးကောက်ငင်းမှုလေးခွက်ချိန်ပါတယ်တကြားတစ်ခွက်နဲ့အစာအနည်းငယ်ထည့်ပါတယ်အုံမှုသထုပ်ထည့်ပါတယ်အုံမှု၃ပေးသားအနည်းငယ်ကြံသေးလို့ထပ်ထည့်လိုက်ပါတယ် ရေနှခွက်လောက်ထည့်ပြီးတော့တိချာမွေပေးပါတယ်။ရေနှခွက်ထည့်ပြီးလို့ကိုစိတ်ကြိတ်မဖြစ်သေးဘူးဆိုရင်လိုအပ်ရင်လိုအပ်သလိုပြန်ချဲလို့ရပါတယ်။ချစ်ထားတဲ့အုံလက်တစ်ခွက်စာထည့်လိုက်ပါရစေ။ အကောင်လုံးသေးချာမနှက်အောင်မွေပြီးပြီဆိုရင်တော့တနားရီလောက်နှက်ထားပါတယ်နှက်နေတဲ့အချိန်တွင်မှာတော့ဒီမှာသုံးမဲ့ပစ္စည်းလေးတွေပြင်ဆင်ထားပါတယ်ဒီမှာတော့ဘိန်းစီပါနော်လော်ပီတာဘိန်းစီရယ်ပပလှိထားတဲ့ကြော့ဖယုံယူရယ်လော်ထားတဲ့အုံသီးရယ်ပြီးတော့လော်ထားတဲ့နှမ်းစီရယ်မီပဲလော်ရယ်ထော့ပတ်ရယ်ဖြစ်ပါတယ် တနာရီနှက်ပြီးတဲ့အခါမှာတော့အဖုံးလေးပြန်ဖွင့်ပြီးတော့စကြောတော့မှာပဲဖြစ်ပါတယ်။ကြောဖူရအတွက်ဒဲဦးထဲမှာထော့ပတ်အနေငယ်ထည့်ပါတယ်။စီများများကြိုက်တဲ့သူတွေကတော့စီလဲထက်ထဲလို့ရပါတယ်ထော့ဘတ်လဲပိုထဲလို့ရပါတယ်ကျွန်မကတော့စီအနှင်းငယ်ထော့ဘတ်အနှင်းငယ်ပဲထည့်ထားပါတယ်စီတော့မထည့်ဘူးပေါ့နော် ဒီမှာနှက်ထားတဲ့မုတ်၃ဇွန်းစာလောက်ပေါ့နော်တခါတည်းထည့်လိုက်ပါတယ်ကြောက်ဖယုံယူထည့်ပါတယ်မီးပဲထည့်ပါတယ် အုံးဒီချဲ့ပါတယ်ပြီးရခါမှာနှမ်းလဲချဲ့ပါတယ်နောက်ဆုံးမှာတော့ဘိန်းစီချဲ့ပါတယ်ဒါကုန်ထက်ပြီးသွားပြီဆိုရင်တော့အဖုံးခဏအုပ်ပြီးတော့၄မိနစ်လောက် နှက်ထားပါမယ်၄မိနစ်ပြည့်သွားတဲ့အခါမှာအပေါ်ကနေထောပတ်အနှင်းရယ်တုတ်ပြီးတော့တစ်ဖက်ကိုလှန်ကြော်မှဖြစ်ပါတယ်ဒီတစ်ဖက်ကိုလည်းအဖုံးခဏအုပ်ပြီးတော့နောက်ထပ်၄မိနစ်လောက်ထပ်ကြော်ပါတယ်၄မိနစ်ပြည့်သွားတဲ့အခါမှာတော့ နူနူအီအီလေးနဲ့အရန်စားလောက်ကောင်းတဲ့ဗိမုတ်ရပါတယ်။ဟိုကကျွတ်ကျွတ်လေးကြိုက်တယ်ဆိုရင်တော့ဆင်းများများနဲ့ကြော်လို့ရပါတယ်နော်။ဒီမှာတကြန်နေသေးတဲ့မုတ်သားတွေလည်းဒီလိုပဲထပ်ပြီးတော့အကုန်လုံးကြော်ထားပါတယ်။ကောက်ငင်းစာမှုလေးခွက်စာအတွက်ထူထူလေးနဲ့ငားချက်လောက်ရပါတယ်နော်။နောက်ဆုံးကြော်ထားတဲ့ကတော့နည်းနည်း ကျွတ်ကျွတ်လေးဖြစ်အောင်ကြောထားပါတယ်။ဟာကြည့်ပါဦး။အလယ်မှာနုနုအီအီလေးနဲ့အရန်ကိုမှစားလို့ကောင်းပါတယ်နော်။အိမ်မှာလိုက်လို့ကြည့်ပါနော်။တကယ်စားလို့ကောင်းပါတယ်နော်။အလုံးပဲပပိုင်ကျေးဇူးတင်ပါတယ်။